အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ review လုပ်ရတဲ့ပုံလေးကတော့ Oppo ရဲ့အကြမ်းဖက်အကြမ်းဆုံးနေရာမှာဗတ်စုံအကြမ်းခံတဲ့ပုံဖြစ်တဲ့ Oppo A5 Pro ပုံလေးပဲဖြစ်ပါတယ်ဒီဖုန်းလေးမှာကရေနဲ့ပတ်သက်တဲ့ရေမျိုးမျိုး C ရေဘူးရေတို့အပြင် IP69 water sensor ပါတဲ့အတွက်ဒီဆိုင်ခံတဲ့အပြင်ဒီရောက်ထဲမှာတပုံရိုက်နိုင်တဲ့ underwater photo ကိုမျိုးပါအောင်ပါတယ် ဒီဟိုလေး jewelry အကျန်းဟုံပိုင်းပါတယ်မတော်စားလွတ်ကြတာအမြန်ပြုတ်ကြရတယ်ကိုခဏရှိရဲ့အပြင် military grade shot resistant အကျန်းခံမှုစမ်းသပ်ချက်စလေးချက်ကိုအောင်မြင်ထားရတဲ့အတွက်အကျန်းခံမှုပိုင်းမှာမှာပြောနေကြတာဘုံပေါင်းနဲ့အတွက်ဖုန်းရဲ့ screen ကိုလက်ရွတ်ထားပြီးအသုံးပြုရတဲ့အပြင်လက်မှာ CRE ပေးနေတာတောင်မှဖုန်းရဲ့ screen ကကောင်းကောင်းအသုံးပြုရမှာပဲဖြစ်ပါတယ် ုံးလေးဆိုတဲ့ဆိုင်က6.77 inch ဖြစ်ပြီးသူ့ရဲ့ display က IPS NC display ကိုမှ brightness အထောင်နဲ့အထိတုံးပေးထားရမလို့ကြည်ရတဲ့အခါမှာ AMOLED မှန်တယ်လို့ကြည်လင်ပြသသားမြင်ရမှာပါ security ဘက်မှာဆိုရင်လည်း side mount depth fingerprint sensor ကိုတုံးပေးထားတယ် CPU ဘက်မှာဆိုရင် Snapdragon 6G generation 1ကိုတုံးပေးထားရတဲ့အတွက်ရော daily usage တွေကိုကောင်းကောင်းကြီးဟန်နေတော့နိုင်မှာဖြစ်ပါတယ်ကင်မရာဘက်မှာဆိုရင်လည်း dual camera setup ဖြစ်ပြီး main camera 5 megapixel depth sensor 2 megapixel နဲ့ selfie camera ကိုတော့8 megapixel အသုံးပြုပေးထားပါတယ် AI feature ကြီးဖြစ်တဲ့ Angularity, Angular, AI Eraser, AI Regression Remover စားတဲ့ AI Fashion တွေအပြင်ကိုမှကိုယ်တက်ပုံတွေကို 3D Cartoon ပုံစံတွေသုံးလုံးမြောက်တက်ပုံတွေကိုစိတ်ဝင်စားရကောင်းတဲ့ပကြီးကိုင်းအဖြစ်ဖန်တီးပေးနိုင်တဲ့ AI Shoe ကိုလည်းပေါင်းဝင်ပါတယ်။နောက်ပြီးအသက်ဝင်လာပါတဲ့ခိုင်တဲ့တွေကို Jaiku တင်ဆိုင်ရှင်သူတွေအတွက် AI Live Photo ပေါင်းဝင်ပါတယ်။ဖုန်းရဲ့ Battery ပိုင်းမှာလည်း55ဝါဖြတ်ချင်ရုံမှာ9800 mAh နဲ့လာပေးထားပြီး35မိနစ်အတွင်း50%အထိအသုံးနိုင်မှာဖြစ်ပါတယ်။ဒီဖုန်းရဲ့ဇီနုံလေးကတော့8390900ကျပ်ကိုမှာ ရန်နေနဲ့အိကလက်အိမမိုးအီနေနဲ့ဒီဖိုင်စကစ်ပေါင်းပါတယ်ဒီဟုံးလေးကိုမေလ15ရက်နေ့အတွင်းဝယ်ယူသူတွေအတွက်ကျောင်းလာအတွင်းမှန်တဲ့ချိန်ဟောက်မဲ့လည်းဝင်ဖို့ရရှိမှာဖြစ်ပါတယ်ဝယ်ယူလိုပါကကျွန်တော်တို့ link ID mobile electronic mark ကိုလာရောက်ဝယ်ယူအဝေးကိုအတွက်ဖိတ်ခေါ်လိုက်ပါတယ်